အတေးရဒီနေ့လာနေညကအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တော့ကားဘုံပောက်ကွဲမှုမှာကားကိုမောင်းနေခဲ့သူလို့တန်တရားရှိသူဟာကက်ရှမီးယားဒေသကဆရာဝန်တဦးဖြစ်တယ်လို့ဒေသကမီဒီယာတွေကဖော်ပြကြပါတယ်နယူးဒယ်လီမြို့တော်ကအထင်ကရရဲတိုင်းနေနီးမှာဖြစ်ပွားခဲ့တဲ့ကားဘုံပောက်ကွဲမှုဟာလူရှိဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်ပောက်ကွဲမှုတွင်သေဆုံးခဲ့တဲ့တန်တရားရှိသူဟာကက်ရှမီးယားပြည်နယ်လွတ်လပ်ရေးကိုလိုလားတဲ့ အစ္စလာမစ်စစ်သွေးကြွတွေနဲ့ဆက်ဆက်မှုတွေရှိနိုင်တယ်လို့စုံစမ်းစစ်ဆေးသူအာနာပိုင်တွေကိုပို့ကပြီးဒေတာကန်မီဒီယာတွေကပြောပါတယ်။အိန္ဒိယရဲ့တပ်ဖွဲ့ကကက်ရှမီးယားကဆီယောင်းနှစ်ဦးရဲ့နေအိမ်တွေကနေဖောက်ခွဲပစ္စည်းတွေနဲ့ဓာတ်ပစ္စည်းအမြောက်အများကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်းသတင်းတွေကဖော်ပြပါတယ်။အဲ့ဒီပစ္စည်းတွေနဲ့တနင်္လာနေ့ပောက်ကွဲမှုဖြစ်တဲ့နေရာမှာတွေ့ရှိခဲ့တဲ့ပစ္စည်းတွေနဲ့အတူတူပဲလို့ယူဆရပါတယ်။ ဆောင်တချို့ဟာပညာတတ်ကော်လံဖြူအကြံဖတ်ကွန်ရက်တခုကိုဖွဲ့စည်းထားနိုင်တယ်လို့လဲအာနာပိုင်းတွေကိုကိုးကားပြီးတရင်တွေမှာဖော်ပြကြပါတယ်ရှင်။